ဘရူနိုစေဗောနဲ့ပွဲအတွက်ချန်လီဘန်ကိုလက်ညှိုးမှုတွေပြုလုပ်ခဲ့သလောက်ကိုအောင်လိုက်ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဗန်ဟာဇော်လအတွင်းမှာကျင်းပသွားမယ့် UFC ပွဲမှာ Brazil Fighter Bruno Silva နဲ့ Ian Stein တို့ရမှာဖြစ်ပါတယ်။ဗန်နဲ့ Bruno Silva ဟာပြီးခဲ့တဲ့ match လရှီယန်နေကကျင်းပခဲ့တဲ့ UFC 313မှာပွဲတက်ပေးခြင်းခံထားရတာဖြစ်ပါတယ်။ဒါပေမဲ့လည်း Silva တယောက်ပွဲနီးမှာနှုတ်ထွက်သွားခဲ့တာကြောင့် Van Hal နဲ့ရှုံးမွေးမရှိ Japan Fighter Surya နဲ့ပြောင်းလဲထိုးသက်ခဲ့ပါတယ်။အဲဒီပွဲမှာတော့ Van Hal ချုပ်ခွက်နဲ့အကျိန်20ကျော်နဲ့ချုပ်ခံလိုက်ရပေမဲ့ Tate Defend ကိုကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီးအမှတ်ပေးဆုံးဖြတ်နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိချိန်မှာဗန်ဟောင်းစေဘာနယ်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒီလိုချိန်မှာပဲကချင်သားကြီးအောင်လာနဲ့ဗန်တို့ဟာပြန်မထိုက်တိုက်တွေ့ဆုံခဲ့ကြပါပြီ။ဒါပေမဲ့သူတို့နှစ်ဦးထိုက်တိုက်တွေ့ဆုံခဲ့တာကတော့ကြိုးဝိုင်းနဲ့မှမဟုတ်ပါဘူး။အောင်လာနဲ့ဂျိုရှူအာဗန်တို့ကတမင်ချင်းဆိုမှုတွေပြုလုပ်ပြီးသီးတန့်တွေ့ဆုံခဲ့တာမဟုတ်ပဲအောင်လာအန်ဆန်ကသူ့ရဲ့တပည့်တယောက်ရဲ့ပွဲကိုလိုက်ပါကြည့်ချက်ဖို့အမေရိကက Free FC ရှီယာတက်ဆက်ကိုရောက်လာခြင်းကနေတွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာညစာတူတူစားချင်ရင် တွေ့ကြုံနေကိုလည်း ဖြစ်လေကြေးကြသေးတာဖြစ်ပါတယ် အိနောက်ဂျိုရှူအဘရဲ့405 club gym မှာတော့အတူပူတွဲလေ့ကျင့်မှုတွေကိုလုံဆောင်သွားခဲ့ကြတာပါ။ဒါပြင်အာလဟာဘန်ရဲ့ဤပြဖြစ်သူနဲ့လည်းစကားလက်ဆောင်ကြခဲ့ပါသေးတယ်။ပရိသတ်တွေကတော့အာလဟာဘရူနိုဆေဗာနဲ့ဘွဲ့တွဲဘန်ကိုလမ်းညွှန်မှုတချို့လုပ်ပေးခဲ့မှာပဲဆိုပြီးသုံးသပ်ထားကြပါသေး။လက်ရှိချိန်မှာကစားသမားဘဝနောင်ပိုင်းကိုရောက်ရှိလာပြီးဖြစ်တဲ့အာလာဟာ K Click FC မှာနီးပြတူဖြစ်ဆောင်ရွက်နေပြီးပြိုင်ဘက်ဟောင်းဖြစ်တဲ့ Rainier Director ကိုတောင်မှလေ့ကျင့်မှုတွေပြုလုပ်ပေးနေတာဖြစ်ပါရယ် Rainier ဟာလည်းအာလာနဲ့ပူးတဲ့လေ့ ကျင့်ပြီးတဲ့နောက် striking ဘိုင်းမှာတော်လီတိုးတက်လာခဲ့ပြီးပြီးခဲ့တဲ့ဘိုနီကန်နဲ့ပွဲမှာတော့ကဆိုရင်ချုပ်ကွက်နေတော်မဟုတ်ပဲ striking ဘိုင်းနဲ့အနိုင်ယူလာခဲ့တာဖြစ်ပါတယ်။ဗန်ဟာလက်ရှိမှာ Brazil fighter Bruno Silva နဲ့ပွဲရှိနေတာကြောင့်အော်လာလိုမျိုးကမ္ဘာချန်ပီယံတယောက်နဲ့ခနာဒါလေးချင်းတင်ကြားခွင့်ရရှိလိုက်တာကလာမယ့်ပွဲစဉ်အတွက်အများကြီးကြိုးတက်ရောက်မှုရှိစေမလဲဖြစ်ပါတယ်။အော်လာအန်ဆန်ဆိုတာမြန်မာကုံဆောင် MMA fighter တူဖြစ်သလိုဝမ်ချန်ပီယံရှစ်မှာလဲဝိတ်တန်းနှစ်ခုချန်ပီယံဆိုရတဲ့အောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်သူဖြစ်ပါတယ်။ဒါရင်မဲ ဆိုရင်တော့ကချင်သားကြီးက MMA လောကရဲ့ဩစာအနာကြီးမာရီ International Fighter of the Year ဆုကိုပိုင်းဆုခူးထားနိုင်သူပါဒါကြောင့်မြန်မာပရိသတ်တွေကအာလာကိုဝမ်းထက်တဆင်မြင်နေ UFC မှာမြင်တွေ့ခြင်းနေကြပေမဲ့ကချင်သားကြီးကတော့ဝမ်းနဲ့ပဲစောင်းချုပ်ဆက်လက်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်မြန်မာပရိသတ်တွေကတော့အာလာနဲ့ဗန်တို့အရင်နီးနီးရှိနေကြတာကိုမြင်တွေ့ခဲ့ရပြီးတဲ့နောက်စိတ်ကြည်နူးနေကြပြီးအာလာအနေနဲ့တစ်ချိန်ချိန်မှာဗန်ရဲ့နီးပြဖြစ်လာဖို့အတွက်မျှော်လင့်နေကြပါတယ်အာလာတယောက်အနာဂတ်မှာဗန်ရဲ့နီးပြတူဖြစ်လာနိုင်မှာမလား ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှလည်း MMN နဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ page လေးကို like and follow လေးလုပ်ပြီးဒီဗီဒီယိုလေးကို share ပေးဖို့ပြောရင်လည်းနှုတ်ဆက်လိုက်ပါစေရှင်ဝိုင်းဘက်ကစားလို့ပါကတက်တွေထားတဲ့ page လေးမှာစောင့်စားလို့ရပါတယ်။ promo code SYS7 link ကိုအသုံးပြုပြီး100%ပေါ်နဲ့ရယူလိုက်ပါ